ားစုပေါင်းတို့ရေအားလုံးပဲမင်္ဂလာပါနော်ကျမတို့ရဲ့မျိုးခမ်းမီချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှလည်းဆက်လက်ပြီးတော့ဆ ्याम မမြတ်တနာရေးသားထားတဲ့နော်ရင်မွေးဆိုတဲ့ဝတ္ထုဆောင်လေးအားအပိုင်း30အနေဖြင့်ဆက်လက်လို့မျှဝေဖတ်ပြပေးမှာပဲဖြစ်ပါတယ်အားလုံးပဲလိုက်ပါလို့နားဆင်ပေးကြပါအောင်နော်နော်ရင်မွေးအပိုင်း30အခန်း6 နေဤအပူချိန်ကပြင်းထန်လာသည်ရရဲတောင်းနေသောပေါပွင့်လက်ပံပွင့်များက အပူကိုအားပေးနေ၏ဇရက်များဤစူညံစွာအော်မီတန်ကိုကြားနေရသည်လက်ပံမင်မော်တွင်အုပ်အသင်ဖွဲ့ကအပွင့်လေးများကိုချွေချပြီးစားတော့ပျော်မြူနေကြသည်နှောင်းမွေးရှင်ထဲတွင်ပျော်မြူလာမိသည်တချမ်းလုံးတွင်မိမိတူတည်းမဟုတ်ပါဇရက်လီများပင်လျင်မိမိအနာနာရှိနေသည်မို့ပြင်းမနေမိတော့ပေ။ခြံဝင်းထဲတွင နှစ်ပတ်ကြည့်နေရင်က တခါမှသတိမထားဘူးသော ကမန်ကဒန်းစားတော့ကပြန်ပြေးသွားကြသည့်ဇရက်လေးများကိုငေးချင်နေသည်အယွမရှိပဲပင်လုံးကျွပွင့်နေသောလက်ပံပွင့်များကိုသဘောကျမိ၏အပားနှင့်အမကလင်းရုံးခင်ရွာမှဖုန်ကြီးပြန်ပွဲသို့မနစ်စောစောလေးနှင့်ထသွားကြသည်နေ့လယ်ထိပြန်မလာကြသည်ပါမိမိအတွင်ကျဲဥကျော်နှင့်ထမင်းချန်ကဲကိုသာထားခဲ့သည်အပေချိန်ကလေးကထသွားကြသည်မသိ 6နာရီခွဲလို့အိမ်ယာမနိုလာတော့အခါသူတို့မရှိကြတော့ဘူးမိမိတယောက်တည်းကြံရင်ခဲ၍ဒေါသဖြစ်မိ၏ညကလေးကဖုန်းကြီးပြန်သွားလေမိမိပါလိုက်ခြင်းသည်ဟုပြောရာအမကမလိုက်စေခြင်းပေမလိုက်နဲ့အောင်လေပွင့်နေမှလိုက်ပေါ့ဒီနေ့ကအလောက်ကိုင်းနေပဲနင်ကဘာလုပ်မှာလဲလိုက်ရှုံမှာပဲမဟုတ်လားနေပူကပူနေငါနင့်ကိုမထိန်နိုင်ဘူးဝေအမဲဘာထိန်မို့လို့လဲ ရင်မွေးအရွယ်ကအမလိုက်ထင်ရမယ့်အရွယ်မှမဟုတ်တာအမကိုကကလန်အောင် ပြန်ပြောတော့အမကမျက်စောင်းထိုးလိုက်သည်ရင်မွေးအထက်တန်းကျောင်းသူကြီးဖြစ်နေသည့်တိုင်အောင်အမကခလီလိုပဲမြင်နေစေနေရာတကာဆိုရင်တော့ဤထက်စကားမပြောနဲ့စမ်းရင်မွေးနေအကြောင်းဟာသိတယ်နေအစားပေါင်းစုံစားပြီးနေဘူးထဲမှာတအိမ်ဝင်တအိမ်ထွက်တငယ်ချင်းအင်တွေအိမ်ကိုလျှောက်လဲနေမှာမနှစ်ဖက်လိုက်ရင်ပွင့်နေမလိုက်ရဘူး အမစကားကြောင့်ခြေဆောင်ပြီးနှုတ်ခမ်းဆူနေမိသည်ပွင့်နေလေသွားခြင်းသည် အလုတ်ကိုင်းနေလေလိုက်ခြင်းသည်ထိုအခါအပါကကွန်တတွေထွေလိုက်ပြီးနှုတ်ခမ်းတောင်ဆောင်တွင်ပေးချန်သွားသောကွန်သွေးများကိုတုံ၍လက်မကွန်သွေးများကိုပစိုးတွင်တုံလိုက်၏ငါတို့ကအစောကြီးထသွားမှာနင်နှိုးရင်လိုက်ခဲ့ပေါ့အဲ့ဤကြည်သောမိမိအားတမင်ပြောလိုက်ခြင်းပင်ဖြစ်သည်တကယ်နော်အပါအေးပါနင့်ပါတာနှိုးနော်ငါတို့တော့မနှိုးဘူးဝေး ဒါဆိုပြီးတော့မအိပ်ဘူးတညာလုံးကိုမအိပ်ဘူးအပါနဲ့အမက ရေကြ၏ဘေကိုသွားသွားနနစ်စောစောထသွားရမည်ခရီးတွင်ရင်မွေးပေတော့မှမနိုးပေအမြဲနိုးရ၏ဒီတခါတော့မိမိအားဘယ်သူမှနှုံမိမဟုတ်တော့ကြောင့်အိပ်ပျော်မသွားစေရန်အိမ်ရှိခန်းလိုက်ပင်ရင်ွေချံတောင်းလိုက်ကတ်တွန်ဖတ်လိုက်လက်ဖက်တုပ်စားလိုက်နှင့်အချိန်ဖြုံနေသည်တညာလုံးမအိပ်ပဲထိုင်ဆောင်နေမည်ဟုတေးထားလိုက်၏သို့သောစတနာကြီးကြောကြောတွင်လက်ဖက်ပကံ အစမတက်သေးပဲအိမ်ရှိကျန်းပြင်လက်ဖက်ပကံနေပေးနိုင်ပင်အိမ်ပြောသွား၏အပါတို့သွားသည်ကို မသိလိုက်သူတို့သည်ဧကမ်းမအလေးတွင် အိမ်နေသောမိမိကိုဖြတ်ကျော်၍သွားပေးလိမ့်မည်ဤသည်ကိုလုံးဝမသိဘဲအိမ်မက်လာသောကြောင့်ကိုကိုကိုဒေါသဖြစ်နေမိသည်မနစအဖြစ်အမစီမံခဲ့သောကျုံကျော်ကိုစားပြီးအပါတို့ပြန်လာရာလန်းကိုမျှော်နေမိ၏မိုးတဲ့ချိန်အထိပြန်မလာသေးပေပူလွန်းလောင်လွန်းသောကြောင့်အမမရှိတော့အင်းကြီးစိုးလုံးကြီးအစုပ်ကိုဝေထားမိ၏ အမကအစိုးဝင်လျင်မကြိုက်ပေစူတက်ဤအခုတော့မိမိတူတဲမို့ဆိုမည်သူမရှိအမပြန်လာရင်အမောစုသွားအောင်အင်ကြီးစုပ်ကို ဝေပြရမည်ပြီးတော့အိမ်တွင်ရှိသောထန်လျက်ခဲပေါပေါစုပ်တို့ကို အကုန်စားပြစ်လိုက်မည်ဤတခါတည်းရန်လူကြီးများမရှိသည့်အခါအိမ်ထဲတွင်တယောက်ထဲနေရသည်မှာလွတ်လွတ်လပ်လပ်ရှိလာသည်အမနှင့်ကိုစိုးတို့အပြန်အလှန်ပေးကြသော ရီးစားစာများကို အမမရှိတော့ကိုဖန်ရသည်မှာပျော်စရာကောင်းလာ၏ အသက်ရှူတိုင်းတရိယာနေမယ်လေဟိအကူဆိုးကြီးကသဲလိုက်တာအကူဆိုးကြီးစာများကိုဖတ်ရင်ကအကူဆိုးချွဲတဲ့ပုံသဲတဲ့ပုံရေးတဲ့ပုံများကိုလောင်ပြောင်ရေမောမိသည်ဘာမှမွေစရာမရှိတော့မိမိစပင်တူတူထွားထွားလေးကိုကောက်ရိုးတစ်ချောင်းဖြင့်စူးစီး၍တရေပင်မော်တွင်အလိကျပေါင်နေသောတစ်ခွာပန်းကို အပင်မော်တက်ကူပြီးခေါင်းမော်တွင် အပုံလိုက်တင်ပန်းထားလိုက်သည် အမအရင်တကြီးကြီးထားသောပန်းလေးကိုပန်လိုက်ရ၍ခြေနဲ့သွား၏ ြင်းလွန်သောကြောင့်အပန်းငငယ်ကအမေကိုနောက်ပို၍လူပြိုလဲစင်ကမှုသောကြီးပလွေလေးကိုတတိယမိသည်အပါကထိုကြေးပလွေလေးကို အမျက်တနိုးသိမ်းထားပြီးအမိကိုတရားသည့်အခါမှသာ ခံစားချက်လေးနှင့်ပလွေမုံရင် တေးကျူရင်လွမ်းတတ်သည်ထိုအခါတွင် အမတဝါမကငင်းငိုင်သွားတတ်သည်မိမိအဖို့မူအမိကိုမမြင်ဘူး၍တွေ့တာရမှန်းမသိပေအပါနှင့်အမကိုသာတွေ့တာနေမိသည် ရေကုတ်အခါနှောင်းမွေးသည်လည်းနေပူပူထဲတွင် အပားကဲ့သို့တေချူရင်လွမ်းရအောင်မည်ဘေကိုလွမ်းရမည်မသိနိုင်ပါမြင်မသော ကောက်ရိုးပုံမော်သို့တရေပင်မှတဆင့်တက်လိုက်သည် ထို့နောက်ငါးပေါက်တန်း၆ပေါက်တန်းများနှင့်အတန်ဆုံးမှုတ်ပြလိုက်သည် အပားလိုတခြင်းတစ်ပုံလုံးမရပြထွက်ပေါ်လာသောပလွေတန်တဝီဝီတရွှေရွှေကိုမိမိဘာသာနာထောင်ရင်ကခြေနံပီတီဖြစ်နေမိသည်မိုးရမန်ပါညောင်ရမန်မသိတော့ပေဟာ ရင်မွေဒဲဒီကောင်မလေးကိုတန်တင်းကိုမ ပဝင်းချင်းမအတန်ကားတူရီမဝင်နိုင်ကိုကိုဒီတောင်းလို့အဆိုင်ကဲတကူကမိမိကောင်းကိုလာမန်တော့မှတန်စင်ကိုတန့်သွားလိမ့်ဤတောင်းကနေဒေါသဖြစ်ပြီးအော်ဆင်းရန်ပြင်လိုက်ဤအဲကြီးရလူကြီးနဲ့တမဝါရမစီကိုမြင်တွင်တို့နှစ်ယောက်အပြင် လူစိမ့်တယောက် အဝါမျက်မှန်တူတူလေးတက်ထားပြီးအင်းကြီးပြူတိုက်ပုံပင်နေနဲ့ပစိုးစိမ့်ခွက်စိမ့်လေးကိုသေးသစွာဝစ်ဆင်ထားသောလူစိမ့်တယောက်မိမိရင်နဲ့ဤကနေခံစားလိုက်ရ၏နေပူပူတဲ့တွင်လာမင်းထွက်ပေါ်လာတဲ့ကဲတို့ပင်တစ်စက်ထင်မှာပင်မိမိမလာမပကပုတ်ကယူပုံစံကိုတည်ရပြီးပြုံပြဲပြဲနဲ့ခေါင်းပေါ်မှာတစ်ခွာပန်းများကောက်ယူများကိုလက်ချောင်းများဖြင့်ဆွဲကုပ်ယူကာဖြုတ်ချမိလိုက်သည်ဟေးပက်ကညောမလေးနင့်အပါရော ခါတိုင်းကိုမြင်လွင်ကမိမိအားပက်ကညောဟုခေါ်လျင်တိတ်ဒေါသဖြစ်မိသည်အခုတော့ဒေါသမဖြစ်သည့်အပြင်ချိုချိုသာသာပင်ပြန်ဖြေမိလေ၏လင်းရောခင်သွားတယ်လေမိမိအတန်ကိုမိမိပါသားအံ့ဩသွားမိသည်ဒီလိုအတန်မျိုးနဲ့တခါမျှမပြောဘူးနူညံ့ချူသားပြီးလှိုင်းစီ၍နေလေ၏ဘယ်တော့ပြန်လာမှာလဲကိုမြင့်လွင်ကရွာလူကြီးဦးအောင်ဝင်းကိုလှမ်းကြည့်လိုက်သည်ဦးအောင်ဝင်းကခေါင်းငိမ့်လိုက်ရင်အေးဒါဆို နင်အပပြန်လာရင်အပစီကိုလွတ်လိုက်စမ်းပါကွယ်ကိစ္စရှိတယ်လို့ပြောနော်ဟုတ်ကဲ့ရှင်ဦးအောင်ဝင်းနဲ့လူစိန်ကမိမိကိုကြောခိုင်းထွက်သွားသည့်တိုင်အောင်အာမနာနဲ့ငင်းနေမိသည်ရင်မွေးရဲ့နင်ပလွေမမဟုတ်ရင်ငါဘလောက်ပေးရမလဲနာယောကာရမှာဆိုလို့နင်ဟာလေတရွာလုံးကို အတန်နဲ့နှိမ့်ဆက်နေတာပဲတီလိုက်ပါလား ကိုမြင့်လွင်ကမိမိအားနောက်ပြောင်းနေသဖြင့်မျက်စောင်းထိုးပြီးစွာဖြစ်အောင်စွာလိုက်သေးသည်မိမိအတန်းကြောင့်စီယိုထိတ်ရောက်နေသောသူကလဲကြည့်လိုက်သည်အကြည့်ချင်းဆုံးသွားသောအခါတကိုးလူမိတဲ့အဖြစ်မို့ရှာထုတ်ပြောင်းပြားလိုက်မိ၏သူကနှုတ်ခမ်းကိုဆေး၍လူကြီးပြုံးပြုံးလိုက်၏သူတို့ကိုမြင်ကွင်းမှပျောက်ကွယ်သွားသည့်အထိငေမော်၍ကြည်နေမိသည်တတိတိခုန်နေသောရင်ခုန်တန်ကရင်ထဲတွင်စုညံနေလေသည် မိကိုလဲချီစင်ကပြုံးလိုက်တော့အပြုံးသည်မိမိဘဝတစ်ခုလုံးကိုစိုးမိုးချုပ်ကိုင်းသွားနိုင်မှမယိမ့်မိခဲ့ပေ။သို့သောထိုနေ့မှစ၍ညစဉ်ညတိုင်းသူ့အပြုံးနဲ့သူ့အခြေကမိမိမျက်ဝန်းထဲထိအောင်လာ၍စိုးမိုးနေတော့သည်။သူတို့မြင်ကွေးမှပျောက်သွားသည်နှင့်ကောက်ရိုးပုံပေါ်မှကမန်ကရန်ဆင်းပြီးမှန်ပြေးကြည့်မိ၏။မှန်ရိတ်ထဲတွင်မြင်ရသောမိမိမျက်နှာသည်လွန်စွာအကြီးတန်လွန်လာသည်။ဒါကြောင့်လဲအမောကအိမ်နေရင်အင်ကြီးစုပ်လုံးကြီးအစုံမဝေးရန်တားမြစ်ခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင်ချွေများဖြင့်အစီတဝင်းဝင်းဖြစ်နေသောမိမိမျက်နှာကိုကြည့်၍နနဲ့အရာမှထားတိုင်းတနခါလင်းခိုင်းသောအမ ాయి တင်ကျက်သောစည်းကမ်းကိုနားလေလိုက်သည်မိမိမလာမပါမျက်နှာကိုမှန်တဲကြည့်ရင်ကငိုခြင်းစိတ်ပေါက်သွား၏အဝိစာများကလည်းအယောင်စင်မရှိပေစိုးကန်ဒီထမင်းအင်ကြီးဖြစ်၍အယောင်လင်းနေသောစောစောကဆော့ထားသောကြောင့်ချွေများဖုံများဖြင့်မြစ်ထက်ထက်ဖြစ်နေ၏ဤဒီကိုသူမြင်သွားလိမ့်ပြီဟူသောအတိနှင့်အလွန်ရှင်မိသည် နောက်ဆိုအမစကားနာတော်မီမိုးလင်းလင်းတနကားလူ၍အင်းကြီးအဝဲစားအစုံမဝဲတော်ဘူးဟုဆုံးဖြတ်ချက်ချလိုက်မိသည်။နော်ရင်မွေးလာခြင်းလာလေပြီ။လင်းယုံခင်ဖုန်ကြီးပြန်ပွဲတွင်အမအီတိုင်တွန်းချက်မပါပေမိမိကိုယ်ကို အလားပြင်ခြင်းလာ၏။အမလူသောမိကက်ကိုလူခြင်းလာသည်။အမဆိုသောနှုတ်ခမ်းဤကိုဆိုခြင်းလာ၏။ သို့တော်မပြင်းတတ်ပြီးထို့ကြောင့်အမအလှပြင်းနေစဉ်အနာလာပြီးမျက်နာမောပေး၏အမကတန့်တော်ဖြစ်သွားသည်အခါတိုင်းတဏကာလူခိုင်းသည်ကိုပင်မလိမ့်ပဲမျက်နှာပြောင်နေနေတတ်သောနှောင်ရမွေးကိုအထုအဆန်းဖြစ်သွား၏သို့တော်အမသည်ညီမကိုလာစေခြင်းသို့ပြပြီးမိကက်လိမ့်ပေးသည်နှုတ်ခမ်းဤဆိုပေးသည်ဒါကိုနှောင်ရမွေးကအာမရသည်ပင်အမဟိုလိုင်းနာဆိုပေးလေဟဲ့ ငါကမျက်လုံးမီးလို့ဆိုတာနင့်မျက်လုံးကလှပြီးသားဟဲ့။ဘာမှဆိုကြမလို့ဘူးနင်တာဆိုးလိုက်ရင်မျက်လုံးကြီးပြူသွားမှာပေါ့နော်။အမပြောလိုက်တော့ကြောင့်မျက်လုံးမဆိုးခိုင်းတော့ပြီ။ပန်းရောင်မရင်တရင်နှုတ်ခမ်းကြီးလေးကိုသာသဘောကျ၍မနေတဲ့မတိုင်တဲ့နေနှုတ်ခမ်းကိုရှာဖြင့်ခဏခဏယဉ်နေမိ၏။အေးကုံမင်းပြက်ကုံမှာပဲ။ဟိုမရောက်ခင်အလုံးပြက်ကုံမှာပဲ။အမကမတော်ခင် ထက်ဆိုပြင်းကားဆိုလိုက်သည်ထို့ကြောင့်မရက်တော်ပဲနှုတ်ခမ်းကိုဟထား၏သူကိုကြည့်၍အမကသဘောကျစွာရည်နေမိသည်ဘုံကြီးပြန်ပွဲကိုဇေဒန်ကြီးနှင့်စီကားစွာကျင်းပသည်ညဘက်၌အေရင်ကျူးပွဲကိုလုံ၏နော်ရင်မွေးသည်နေ့ကင်းပွဲဇေဒန်မှာရောညပွဲဇေဒန်မှာပါတစုံတူကိုရှာဖွေနေခဲ့သည် မတွေ့၍အလိုလိုဒေါသဖြစ်မိ၏နောက်ဆုံးမိမိမကြိုက်သောအေရင်ကျူးပွဲကိုဝင်ဝင်ကြည့်ပြီးရှာဖွေ၏မတွေ့ မင်းသမီးကတချင်းဆိုရင်ငိုလိုက်ဖုန်ကြီးရုပ်ကလပ်ကိုတွင်ထားသောအကောင်ကိုကျိုးနှင့်ပကယ်လွယ်တကယ်တို့ရန်လိုက်နှင့်လူပြည့်တွေကစကားပြောလိုက်နှင့်နောက်ဆုံးနော်ရင်မွေးသည့်ပွဲကင်းတဲ့၌အမပေါင်မောခေါင်းတင်ကအိပ်ပျော်သွားလေသည်အိမ်မက်ထဲတွင် သူရှာပွေနေသော သူက သူ့အားပြုံးချိန်နေသည်ရှာသော အခါကမတွေ့ပေမရှာမှသာတွေ့ရသည်ငမြင့်ချင်းရွာရှိအကြီးလာစင်ဤကောက်တဲ့ပွဲတွင်တွေ့ရသည် မမြင့်ချင်းနဲ့နန္ဒမိတ်ရွာကိုအိမ်ဦးချမ်းပြင်းလိုကိုနေသူများကနှောင်ရင်မွေးတို့သာပါပင်ဖြစ်သည်တို့ပြင်အမိမဝန်ခွင်အီလာစိန်သည်နှောင်ရင်မွေးတို့ညီမကို အလွန်ချစ်သောကြောင့်မကြကနာခေါ်၍အမဲလိုလိုရောက်လာတတ်၏တခါတရံညာညာနှင့်အလဲသွားခဲ့သည်သို့သောအမမပါပဲရင်မွေးတခါမြမသွားဘူးပြီအမနှင့်ခွဲမိတ်ဘူးသောကြောင့်အမသွားရာတခေါက်ခေါက်လိုက်တတ်သည် အရီကောက်တဲ့ပွဲသည်လွန်စွာပျော်ရွှင်ပွဲကောင်းလာသည်အရီကကောက်တဲ့ပွဲတွင် အစွမ်းကုန်လူတတ်သည်နှစ်စဉ်လဲပြုလုပ်နေကြဖြစ်ပါသည်ကောက်တဲ့ပွဲမှာထမင်းနေပွဲကိုခေါ်သည်ကောက်ဦးပေါ်ချိန်တွင်ဦးဖျားဖျားထွက်သည့်ဆန်းနှင့်ထမင်းနေပွဲကိုကျင်းပ၍ကောက်တဲ့ပွဲဟုခေါ်ခြင်းဖြစ်သည်ကောက်တဲ့ပွဲကျင်းပရန်ဟုအတိတ်ထံပြီးလင်းနှက်ွက်ကိုကောက်ညင်ကျဲထားသည်အရီလာစိန်သည်ကျွတ်သွားကောက်ညင်စပါးကိုပို၍စိုက်သည်တခါတည်းရန်ငချိတ်ကို အနေငယ်စိုက်သည် ခွန်နီကမူမလားဟူ၍သိမ့်မဆိုင်ပေရှင်ကိုလူမင်းလူကိုမြမင်းတောင်းရင်ပေးမင်းခိုးရင်ဆဲမင်းဟုသစ္စာပြုပြီးကျဲထားသောကောင်းရင်စဘာပေါ်သည်ဆိုရင်မုံစံထောင်းမုံစံနေပြုလုပ်ပြီးရွာဦးချောင်းတို့တွားလူသည်အလုတ်ကိုနှင်စင်ပြုလုပ်သည်ခါရင်းနှစ်များတွင်အရင်ကောက်တဲ့ပွဲမှာတဘိုရဲလာမှာထမနေပွဲပြုလို့ရင်ကောက်တဲ့ပွဲကျင်ပသည်ယခုနှစ်တွင်အရင်နှစ်မကောင်းသောကြောင့်တပေါင်းလာကြမှကောက်တဲ့ပွဲ သဘောကျင်းပါပြီကိတိမသားများကိုရှင်ပြုပေးခြင်းဖြစ်သည်ရွာထဲမှမိဘမဲ့ယောက်ျားလေးငေါအကိုရှင်ပြုပေးသည်အရင်အတွက်ကောက်တဲ့အလူဖြစ်သည်နနေစောစောကောင်းငင်ပေါင်းကိုအုံဒီများနှင်ကျွေးပြီးနေလေတွင်ငချောက်ထောင်ကျော်နှင့်မဲစလီရွယ်ဟင်းကားကိုအတိုးမြုပ်လေးနှင့်တကွရွာလုံးကျွတ်အလူကြီးပေးသည် တနေ့လုံးဆိုင်ဝိုင်းနှင့်တီဆိုဖြောပြေးပြီးညတွင်အငင်ငှား၏အများအားဖြင့်ကညွတ်ကွင်တွင်နာမည်ကြီးနေသောခင်ဆိုင်၏အငင်ကိုလာငှားကြသည် ဖုန်ကြီးပြန်ပွဲတုန်းကလည်းခင်ဆန်းကြီးကိုပဲငားသည်ခင်ဆန်းကြီးကအငိုအပြောအလွမ်းပိုင်သည်အချင်းချင်းမို့မကူမကက်ပဲကားတဲ့ဤထို့ကြောင့်ခင်ဆန်းကြီးကိုပဲကြိုက်ကြသည်နနစ်စောစောကျွေးရန်ကောင်းခြင်းများကိုစေးနေစဉ်အမနာတွင်ရစ်တီရစ်တီလုံနေသောနှုတ်ရမွေးကိုအမကပွဲသွားကြည့်လေဘာလို့ရမှာလဲစိုင်းတီးတာချင်နေပေါ့ကလေးပီပီအမစကားကိုမကြေနပ်၍ခြေဆောင်က ထွက်သွားမိသည် အမကမိမိအားကလေးဟုသဘောထားနေသေးသည်ထို့ကြောင့်စိတ်ကောက်ပြီးဘုံကြီးကျောင်းမတို့တိတ်နေ၏အရင်ရင်ဝိုင်းနေဘုံကြီးကျောင်းဝင်းမှာတော်တော်လေးလှမ်းသည်ပွဲပါပြုလို့ရန်အတွက်အရင်ကဘုံကြီးကျောင်းတွင်အလိုလိုချင်းဖြစ်သည်ဟဲ့ရှင်မွေးထာဇန်တော်ကြောင့်အုံသီးချစ်တဲ့လူတွေလာတော့မှနင်အိတ်နေလားသွားပွဲထက်ခံနေပြီသွားကြည့်အရင်ကနင်လိုက်အမကနင်လိုက်နဲ့ရှင်မွေးပင်နာသွားနေရမှာလဲ အရင်နှစ်အတူယောက်ျားလေး၅ဦးပါလာပြီးအောက်လင်မီတိုးရန်စူးစမ်းနေသည့်ကိုပင်တတိမထားမီပဲခြေဆောင်၍ငိုမဲမဲပြောမိသည်ဟဲ့ခလီယပွဲကင်းနေသွားနေပေါ့ဟိုမှာနေတငယ်ချင်းတွေလည်းရှိသားပဲပွဲမမထွက်သေးတာစိုင်းတီးတော့ဘာလို့ဖို့လဲမနေဘူးရွာပဲပြန်မယ်ရင်မွေးပါတာလှဲမောင်းပြန်မယ်အေးနင့်ကိုခင်းတဲ့ဘက်ကတည်းထွက်ဆွဲလိမ့်မယ်တော်တော်တော်အဲ့လိုပဲရှားလေးရေ တူမငယ်လေးကတအားဆိုတာပဲသူအပနဲ့အမကအလိုလိုက်တာတော့ဆိုတာလွန်ရော့ပြောရင်းဆိုရင်းနဲ့အကြီးကလူစုံတို့ကိုတိုင်တင်လိုက်သည်မှောက်နေပြီဘသူမှမသိပြီသို့တော့ဆရာဟူသော အကော်ဝေါ်ကအတော်လေးထူးဆန်းနေ၏ဆရာလေးအုံးဒီချစ်တဲ့အဖွဲကိုအပေါ်မှာတင်လိုက်တာပဲကောင်းမယ်နော်။အောက်မှာတဲပုံတွေလင့်တာနဲ့ကောင်းပါရဲ့ဗျာ။ကျွန်တော်လည်းဝိုင်းချစ်ပေးပါမယ်။ဟောဟောဆရာလေးတောင်ချစ်ချင်လာပြီထင်နေ ကျင်းနာချင်မှရမယ်နော်နူရာချင်မချိုးဘူးကိုမကြည့်ပါလားတကညောမလေးကတစ်စက်မှမချိုးဘူးကိုမြင့်လွင်နင်နော်ငားမနဲ့တိုင်ပြောမှတမဝါရမစီကိုမြင့်လွင်မှန်တီး၍လမ်းရန်ထောင်းလိုက်သည်ကိုမြင့်လွင်သည်နန္ဒမေရွာမှတမဝါရမစီဖြစ်တော်လဲအရင်နောက်စဉ်ကိုခင်၍လာရောက်ကူညီခြင်းဖြစ်သည်ငါအရင်တိုင်မှာပေါ့ ဖြူဖြူစုစုနှင့်ကိုမြင်လွင်သည်အောက်တက်ရှိကောင်းကျင်းပြနေသောအပွဲထံသို့လှမ်းအွန်လိုက်၏အမတော်ဝါမရေဒီမှာရင်မွေးရလေပြောမြဘူးပေါ့လိုက်ရှုပ်နေတယ်ချီစင်ချီစင်ငါဘာသာအိနေတာများရှုပ်တာကသူတို့တိမယ်ဟဲ့ဟဲ့ရင်မွေးတော်စမ်းမမြင်လွင်ရဲ့နင်ကငါညီမပဲစနေတာလာကလေးအမနဲ့ပွဲကင်းနေမှုန့်သွားစားမယ်အမကမိမိအားချော၍ခေါ်သွားသည် ပြီးတော့ကျွတ်တော်နေသည့်ဝိုင်းနေလာပြီးစကားပြောကြရေကြမောကြနှင့်အချိန်ကုန်သွားသည်ပွဲထက်သောအခါတွင်ဝိုင်းသိမ့်ပြီးမိမိနှင့်အမသည်ပွဲကင်းတွင်တွင်နေရာယူလိုက်သည်မင်းသမီးကရာကြည်ဖို့ကိုတမိတမောကြီးစောင်းနေရသည်ဇာဝင်ကထုံစံအတိုင်းပေတိပေတိနှင့်မတီးချင်းတီးချင်းတီးနေသည် ရွာထဲမှကာလာသားများကတယောက်ပြီးတယောက်တချင်းတဆိုသည် ရဲရီမင်းကလေးများကလည်းတက်ဆိုကြသည်လူပြဲထွက်လာတော့လေဆိုင်းစရာကပက်စာညီတလူလူနဲ့တန်ဆန်းတလူလူလုံးနေ၍စိတ်မရှိဖြစ်မိသည်ကိုနာယီမပွဲထွက်၏မင်းသမီးကတချင်းဆိုပြီးကာသည် လူပြဲတွေကပြောရင်းရဲသည်အမငါပြန်မယ်အိတ်အုံးမယ်လုတ်ပြီနေအောင် အမားကလှည့်မှန်းလိုက်သဖြင့်အသာကုန်နေရသည်ဒူးပုံမေးစေးတင်ကငိုက်နေမိသည်မိမိတို့လိုမျိုးနှင့်အလံဝေးကွာလွန်သောရွာများအပေါ်ပွဲဆိုရင်းဆွဲကောင်းကြသည်ဤကဲ့သို့ဖုန်ကြီးပြန်ပွဲအလှူပွဲများတွင်ရွာနီးချုပ်ဆက်ကားပါလာကြ၍အလွန်စီကားလာသည်မိမိတို့ငယ်ငယ်ကားဆိုရင်အေးရင်ကျူးပွဲကိုပျော်လွန်၍เจ้านายบงนี้တွင်မြ мян ပြန်လွန်တော်မူပါစေဟုဆိုတောင်းကြ၏ ကြီးလာတော့တိတ်မပြောတော့ဘူး။ရွာနေဝေးရင်လှင်းနေသွားပြီးပြောရတာကိုပင်မနစ်သက်တော့မိမိရွာထဲမှာပဲဖြစ်စေခြင်းသည်သို့တော့မိမိရွာသည်မြို့နှင့်အဝေးဆုံးဖြစ်သောကြောင့်ဘယ်ပွဲများမလာပေ။ကညွတ်ဝင်မြို့နှင့်အစုံနန္ဒမိတ်ရွာပင်ဖြစ်သည်။စစ်တောင်းမြင့်နဘေးမှာရှိသည်တရွာလုံးမြည်ရေကိုသာအားကိုးကြရသည်။နန္ဒမိတ်ရွာသည် မိတ္တလင်ကျွရအောင်စုဖြစ်ပြီးမိတ္တလင်ကျွရတင် နန္ဒမိတ်ရွာပြင် အခြားရွာခွဲလေးခုရှိသည်။ငမြင့်ချင်းရွာကမူရွာကြီးဖြစ်၏။ရွာတင်ရွာတည်းဖြစ်သည်။ကြီးရွာခွဲ မရှိပေ။ငမြင့်ချင်းရွာကိုရင်မွေးပို၍နှစ်သက်သည်။နန္ဒမိတ်ကဲ့သို့မြစ်ထဲရေစင်မချိုးရဘဲတွင်းရေကြီးကြီးကိုချိုးရသည်။ရေကြောမြေကြောကောင်း၍အစဉ်စိမ့်ဆိုးနေ၏။အမငါပြန်မယ်ဟာ။အကြီးလောက်စင်အိမ်မှာတော့အိမ်မယ်။လို့ပြီ။ခဏလေးပါဟ။ငါလဲလိုက်မယ်လေ။ ဒီတကာကပြင်လိုက်ခဲ့မယ်နော်နင်းပါတော်နေဝအောင်ကြည့်ပါအရင်အိမ်ကနိနိလေးပဲပြီးတော့လူသွားလူလာမှမပြတ်တာငါသွားမယ်နော်အမကိုတောင်းတောင်းပန်ပန်နဲ့အတင်းထားခဲ့ပြီးပြန်လာသည် အမကားပွဲချိုက်သူပင်ဖြစ်သည်ပွဲဆိုရင်ညာလုံးပေါင်းကြည့်တဲ့ဤမိမိကမူပွဲထဲအဲ့ကိုပုံမှန်၍ဘယ်တော့မှဆုံးအောင်မကြည့်ပဲတဝဲတပြင်းနဲ့တပြန်တဲ့ဤအိတ်ချင်စိမ့်နဲ့တယောက်တည်းထွက်လာခဲ့ပြီးပွဲကင်းနေ အနေငယ်ဝေသောနေရာသို့ရောက်သောအခါလူအနေငယ်ကျဲသွား၍ကြောရဲစိမ့်သွား၏တချမ်းဘက်လာလီက မလင်းတလဲလင်းတလဲမို့အောင်မကိုရပြီမြေဖို့ထားသောလမ်းပြင်၍သွားရသည်မှလွယ်ကူ၏တရွာလုံးကိုရွာလမ်းမကြီးကအဆက်အသွယ်ပြုထားသည် လမ်းမကြီးကလူသုံးယောက်ရှင်၍သွားနိုင်လောက်အောင်ကျဲပြန်ပြီးနှစ်စင်မြေဖို့ထား၍ကုန်းမှုမြေမမလေးဖြစ်နေသည်ဝိတပတ်တပတ်ရှိတပင်ကြီးများကလမ်းမမိုးလေးအားအေဂျင်တော်အရေးကိုဖန်တီးပေးထား၏ ညာဖြစ်၍အမောင်တို့လွန်ကဲနေသည်မိမိမျက်လုံးအစုံကတဖြည်းဖြည်းကျေလာပြီးကြောက်စိတ်ဝင်လာမိ၏လမ်းပေါ်တွင်မိမိတူရဲသာရှိသည်ဟူသောအသည့်ကြောင့်ကြော်ရင်စိန်လာသည်လေရှိန်ဖြင့်တင်းရွက်အချင်းချင်းပေါ်တိုင်မိတန်လေးတရှဲရှဲဖြင့်ကျေလောင်လွန်လာ၏အကြီးလားစိန်အင်ကရွာအစုံမှမို့ပွဲခင်ပဲပြန်လဲရင်ကောင်းမလားဆက်သွားရင်ကောင်းမလားဟုရဲ၍စဉ်းစားလိုက်သည်ရင်မွေဘဲလေ မိမိကိုနှုတ်ဆက်တဲ့နေအတူအနာသို့ဓမီတဝင်းဝင်းဖြင့်ရောက်လာတော်သူအားကြီး၍ဝမ်းသာမိသည်ဘယ်သူမှလည်းမသိတရားတန်ကိုကြားဘူးသူလိုလိုရှိသည်သို့သောရွာပတ်ဝန်းကျင်ကရင်မွေးဆိုလည်းမသိသူရှာ၏အိမ်ပြန်မလို့ပေါ့အိတ်ချင်မီအတော်ပဲနင့်မမီးပါရင်လိုက်ပို့စမ်းပါဟဲ့တယောက်တည်းဘာလို့ထွက်လာတာလဲသူတို့မှမပြန်တော့ငါတိတ်အိမ်ငိုက်တာပဲဟိုတခါအင်းရင်ကျူဝဲတော့ကလို့ပွဲကင်းထဲမှာအိတ်ပေါ့ဩ သူသည်အင်းအင်ကျူပွဲတော်ကပွဲခင်းထဲမှာအိတ်သည်မိမိကိုတည်နေ၏ထို့ကြောင့်စိုးရင်စိတ်မရှိဘဲသူ့နောက်လိုက်လာမိသည်သို့သောသူဘယ်သူမှရင်မွေးမသိပေသူ့တန်ကနူးညံ့သည်ညင်သာသည် သူ့ကိုလှမ်း၍ကြည့်မိ၏အမောင်တဲတွင်ဘယ်သူမှမသိပေသူ့ကိုမကြာခဏလမ်းကြည့်၍ခလုတ်တိုက်သွားသည်သူကမိမိလက်မောင်းကိုဆုပ်ကိုင်းရင်းမင်းဟာတဲ့အိတ်ကလေးဆန်တာပဲနော်ရင်မွေးရအဲ့ဒီလိုသာတယောက်တည်းရှောက်သွားနေရတာမကြောက်ဘူးလားအခု တို့ဘယ်သူလဲသိရလားရှင်မွေးကကောင်းခါရင်အိုးရှင်မွေးနာမည်သိနေတာကိုရွာသားကိုတီပဲထင်တာပေါ့ဘယ်သူမှမသိလဲပါအေးလေရှင်မွေးပါတာတော့တတ်တယ်နော်အခုလိုက်မပူပေးခြင်းလဲနေရှင်မွေးပါတာသွားမယ်သူကဘာမှပြန်မပြောပဲတူတူလေးရေမောရင်ကဦးဆောင်၍စားထွက်လာသည်ခမ ्या ပြန်တော့လေရှင်မွေးပါတာသွားမယ်ကိုကငမြင့်ချင်းရွာသားပါပဲငမြင့်ချင်းရွာမှာနှိရှီလာများနေမဲ့သူပါ သူ့ကိုမမြင်ရဘဲကြည်နေခြင်းသည်ဟွန်းဖြစ်ရမယ်လေဟွန်းဖြစ်ရမယ်လေငမြင့်ချင်းရေကဆွဲတယ်ဒီရေကိုတောက်ပြီးရင်ဒီရွာကမခွဲနိုင် ဖြစ်နေရမယ်ငမြင့်ချင်းရေအေးများကြောင့်ချိုးချောင်းကိုရွာသားများကိုစားအမွမ်းတင်မိသည်ဒါပေမဲ့ကိုကတော့နန္ဒမိတ်ရွာရေကိုပိုးကြိုက်တယ်ခမညာနန္ဒမိတ်ကိုရောက်ဖူးလို့လားနန္ဒမိတ်ကရေရှားတယ် စစ်တောင်မြင့်ပဲအောက်ကိုနေရတာအမိမသိကိုလူစိန်ကို နောက်ပြောင်လိုက်ရင်တဟာဟာရေမောမိ၏ရောက်ဘူးပါတယ်စိတ်ထဲမှာနန္ဒမယေပဲတန်းတနေတာနန္ဒမယွာက မခွာခြင်းမူဒါကျင်နေလာပေါ့ခုပေါ်သာကိုလာတာဘသူတားလို့လဲရင်မွေးတို့အိမ်ကိုလာလဲမှာအပါနဲ့အမစူးလိမ့်မယ်ဘသူမှမသိပဲနဲ့အိမ်လဲမခေါ်ဝင်မှာဘူးလေဖြည်းဖြည်းတိလာမှာပေါ့ သူနှင့်စကားပြောနေရသည့်အချိန်တိုလေးအတွင်တွင်ရင်မွေးရင်ထဲ၌ပျော်ရွှင်လာမိသည် သူသည်မိမိဆွဲလန်းရှာဖွေနေသူလားဟုသော အသည့်လေးဝင်လာပြီးသူ့ကိုပုံမြင်ခြင်းလာမိသည်အမောင်တဲတွင်တလဲလဲတောက်ပါနေသော သူမျက်လုံးအစုံနှင့်စုံတွေ့လေတိုင်းမိမိမှာရင်ပိုရသည်။နော်ရင်မွေးကနန္ဒမိတ်စာဒီမဟုတ်ဘူးနော်။ဘလို့သိလဲ။နန္ဒမိတ်ကကရင်လူမျိုးရှားတယ်။ငပတ်အိုင်းဆိုတဲ့ရွာမှာမွေးတယ်။အဲဒီရွာကအပားရွာလေ ရင်မွေးငယ်ကအဲ့ဒီမှာပဲနေတာဒီပြောင်းလာတာမကြသေးဘူးဆယ်နှစ်ပဲရှိသေးတာကိုမသိတဲ့လူမမြင်ဘူးတဲ့လူတယောက်ကိုဘာလို့ကိုရီကိုရာကိစ္စပြောနေရသလဲဆိုတာစဉ်းစားမရဖြစ်သွားသည်သူ့ရဲ့ဩဇာတန်အောင်မှယုံထွေ၍မရတော့ပါဒီအိမ်နော်သူကလည်းမိမိတော်မိအိမ်ကိုတည်နေ၍အံ့ဩမိသည်ဟုတ်တယ်ကျေးဇူးပဲနော်ပြောရင်ကသူ့လက်ထဲမှာသုံးနောက်တို့တမီကိုဇက်ကနေဆွဲယူပြီးသူ့မျက်နှာကိုထိုးကြည့်လိုက်မိသည် ဟမ်အံ့ဩသွားဤသူပါလားမိမိအမြဲရှာဖွေ တန်တာနေသူမိမိအားရင်ခုန်တတ်အောင်ဖန်တီးသူတိသွားပြီလျှော့ရှေ့ရှေ့နဲ့သူလက်ထဲသို့ဓမီပြန်ထည့်ပြီးခြံဝင်းထဲသို့ပြေးဝင်လာမိ၏မင်းတိတ်ဆိုလာရင်မွေးရဲ့သူကတီတို့ရဲ့မောရင်မှတ်ချက်ချလိုက်၏ဤရဲ့တန်ကိုမိမိရင်ထဲတွင်ကျေလောင်စွာကြားလိုက်ရသည် ဒီသိပ်ဆိုးတဲ့ကောင်မလေးကသူ့ကိုဆွဲလန်းပြီးရှာဖွေနေတာကိုသူမသိပေ။သူဟာမိမိအပေါ်မှာစိုးမိုးလွန်းသူပါပဲ။ညအိမ်ရဝင်တဲ့အထိအိမ်မက်တရားခင်းပြီးမိမိနောက်ကိုလိုက်ခဲ့သူမိမိဘဝတစ်ခုလုံးကိုကင်လုံနိုင်မိသူပါပဲ။ဟုတ်ကဲ့ပါရှင်။ဆရာမမြတ်တန်တာရေးသားထားတဲ့နော်ရင်မွေးဆိုတဲ့ဝတ္ထုစာအုပ်လေးအားအပိုင်း30အနေဖြင့်ဆလလိုမြဝေဖပြနေခြင်းအားအိနီယာမာကစ်တရနာကွင်ပြပါရှင် နောက်ဆက်ပြီးခဲ့ကြသူမျိုးမိသားစုတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်မျိုးမိသားစုများအားလုံးလည်းဘေးဥပတ်အန်ဒရီအပေါင်းမှကင်းဝေးကြရက်ကိုရောစိတ်ပါကျန်းမာရွှင်လန်းကြပါစေရှင်